BBC မြန်မာပိုင်းအစီအစဉ်ရဲ့ထုတ်လွှင့်ချက်တွေကို podcast ကနေရယူနိုင်တဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ဆုံးရသတင်းတွေနဲ့စိတ်ဝင်စားဖို့အစီအစဉ်တွေကို BBC Burmese.com မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ မင်္ဂလာရှိတဲ့ညချမ်းချိန်ခါဖြစ်ကြပါစေခင်ဗျာဒီဇင်ဘာလ10ရက်ဗိုလ်ဦးညချမ်းတွေ BBC မြန်မာပိုင်းစီစဉ်တွေကိုလန်ဒန်မြို့တော်ကနေတိုက်ရိုက်ထုတ်လွှင့်နေပါတယ်ကျွန်တော်ဝီဖြိုးပါဒီညနောက်ဆင်ရမှာတွေလဲ I've come to within 3 kilometers of it this is I suppose a pretty risky China Cambodia ကြားနေဆက်တိုက်ပွဲတွေကြောင့်လူ9သိန်းကျော်ထွက်ပြေးခဲ့ရပါတယ်နေဆက်နီးရှိနေတဲ့ BBC သတင်းတောက်ရဲ့ပြောပြချက်တွေနဲ့အတူပြည်တွင်းကအခြေအနေတွေကိုကြည့်ရင်တော့ အစင်မပြေတဲ့ကြားလေးကမပြေပြောင်လို့တော့နိုင်တော့ကိုတော့လောက်ကြတယ်အရင်တော့ကြီးတော့နင်ကပြလိုက်တော့လုံးဝပြချမှာလို့ရတော့မဟုတ်ဘူးပေါ့ဇယုတ်တို့အိုက်ကဟိုပွဲရုံတွေပါရင်ရှုပ်တာအဲရှုပ်တာတော့ဘာမှမရှိဘူးနိုင်ငံတကာလူခွင့်ရင်းနေ့မြို့ကြီးတချို့မှာအတန်တိတ်ပိတ်သေးလူတွေဘလောက်ပါဝင်နိုင်ရတယ်လဲဆိုတာပါဝင်ထိတ်တန့်ရောက်တဲ့တွင်တွေလည်းတင်ဆက်ပေးဖို့ရှိနေပါတယ်ခင်ဗျာ ကမ္ဘောဒီးယားနဲ့ထိုင်းနိုင်ငံကြားနယ်စပ်တိုက်ခိုက်မှုတွေပိုပြီးပြင်းထန်ဆိုးရွားလာခဲ့တဲ့အတွက်လူပေါင်း9သိန်းကျော်ဟာအိုးအိမ်တွေဆုံခွာထွက်ပြေးခဲ့ကြပါတယ်။ထိုင်းနိုင်ငံဘက်ခြမ်းကကမ္ဘောဒီးယားကဒုံးကျည်တွေထောင်ငင်းတချို့ထိအောင်ပစ်ခတ်တိုက်ခိုက်ခဲ့သလိုထိုင်းကလည်းလေကြောင်းတိုက်ခိုက်တာတွေဆက်ပြီးလှုပ်ဆောင်နေခဲ့ပါတယ်။ထိုင်းကပြင်းမဲ့ထားခဲ့တာတွေနဲ့ကမ္ဘောဒီးယားဘက်ကစီရေးကွက်ကဲမှုရုံးတွေအနေနဲ့အသုံးပြုနေတယ်လို့ယူဆရတဲ့ကာစီနိုလောင်းကစားရုံ၃ရုံလည်းပေါဝင်ပါတယ်။အခင်းဖြစ်ရာနယ်စပ်အနီးကိုရိုင်းရှိနေခဲ့တဲ့ရှေ့တောင်အရှဆိုင်ရာ BBC သတင်းတောက် Jonathan Head ကအခုလိုပြောပါတယ် I've come to within 3 kilometers of it. This is I suppose a pretty risky place to be because နေစကနေ3 kilometers လောက်ပဲဝေးတဲ့နေရာအထိကျွန်တော်လာခဲ့ပါတယ်။အတော်လေးတော့အနေရကြီးပါတယ်။မနေ့ကဆိုရင်ကမ္ဘောဒီးယားကဒုံးကျည်တွေထောင်နဲ့ချီလို့နေစက်ဖြတ်ကျော်ပြစ်ခတ်ခဲ့ပါတယ်။အခုထိနှစ်ဖက်စလုံးစီကလေတံပြော့မသွားသေးပါဘူး။ကမ္ဘောဒီးယားဟာရိုးဖြောက်မှုလုံးလုံးမရှိဘူးလို့ထိုင်းဘက်ကအတော်လေးပဲရှုမြင်ထားပါတယ်။တခါကမ္ဘောဒီးယားကလည်းအင်အားပိုတောင့်တင်းကြီးမားတဲ့ထိုင်းဟာသူတို့အပေါ်မှာအနိုင်ကျင့်နေတယ်လို့ ြောနေပါတယ်ဆိုပြီး Jonathan Head တွက်ပြသွားတာပါ။ထိုင်းနိုင်ငံဘန်ကောက်မြို့တော်မှာအရှိတောင်အရှအားကစားပြိုင်ပွဲစီဂိမ်းပွဲတော်ဖွင့်ပွဲကျင်းပခဲ့ပြီးတရက်အကြာအခုဆိုရင်ကမ္ဘောဒီးယားအသင်းပြိုင်ပွဲကနေနှုတ်ထွက်သွားပြီဖြစ်ပါတယ်။မြန်မာနိုင်ငံနဲ့စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်တာတွေနဲ့လူခွေချိုးဖောက်တာတွေဆက်ရှိနေတဲ့ပေါ်ဆိုရင်ပြီးအဲ့ဒီအကြမ်းဖက်မှုတွေအဆုံးသတ်ပါလို့ရန်ကုန်မှာရှိတဲ့နိုင်ငံတကာတန်ယုံတို့ချို့ကဒီကနေ့မှစာထုတ်ပြန်တိုက်တွန်းပါတယ်။ ဒီကနေ့ဒီဇင်ဘာ10ရက်နေ့မှာကြာရောက်တဲ့အပြည်ပြည်ဆိုင်ရာလူခွင့်ရင်းနဲ့ကြညာချက်အနေနဲ့ဗြိတိန်၊ဩစတြေးလျနဲ့ကနေဒါနိုင်ငံတန်ယုံတွေကအခုလိုတောင်းဆိုလိုက်တာဖြစ်ပါတယ်။မြန်မာအရေးအတွက်ကုလသမဂ္ဂလုံခြုံရေးကောင်စီကနေချမှတ်ထားတဲ့ဆုံးဖြတ်ချက်တွေဖြစ်တဲ့အကြမ်းဖက်မှုရှော့ချရေးဒေါန်ဆန်းစုကြည်နဲ့ဦးဝင်းမြင့်အပါအဝင်နိုင်ငံရေးအကျဉ်းသားတွေအားလုံးလွှတ်ပေးရင်းနဲ့မြန်မာအရေးအာဆီယံဘုံသဘောတူညီချက်၅ရပ်ကိုလိုက်နာဖို့အရေးဗြိတိန်တန်ယုံကသူတို့ရဲ့ထုတ်ပြန်ချက်ထက်မှာထည့်သွင်းရေးသားထားပါတယ်။ Nobel Institute လို့ခေါ်တဲ့ Nobel ဆုတွေရွေးချယ်ချီးမြှင့်တဲ့အဖွဲ့ရဲ့အဆိုအရနော်ဝေနိုင်ငံအော်စတိုမြို့တော်မှာဒီကနေ့ကျင်းပဖို့ရှိနေတဲ့ Nobel ငြိမ်းချမ်းရေးဆုချီးမြှင့်ပွဲကိုစူးလက်ခံရယူမဲ့ကာယကံရှင် Venezuela အတိုက်ခံခေါင်းဆောင် Miss Mario Corina Machado တက်ရောက်နိုင်မှာမဟုတ်ဘူးလို့ဆိုပါတယ်။လောလောဆယ် Miss Machado ဘယ်ရောက်နေသလဲဆိုတာမသိရပါဘူး။ လူလူကိုစူပူအောင်နှုံဆော်တယ်ဆိုပြီးလက်ရှိဗန်နီဇိုလားဆိုရှယ်လစ်အစိုးရကမစ်မာချာဒိုပေါ်မှာဆွဆွဲထားပါတယ်။ဒါကြောင့်မစ်မာချာဒိုဟာလူမြင်ကွင်းရှိမထွက်ဘဲပုံအောင်နေရတာလောက်အတန်ကြာရှိပြီဖြစ်ပါတယ်။ BBC သတင်းလောက်လူစီဟော့ကင်းစ်ကအခုလိုဆိုပါတယ်။ Maria Karina Machado's presence in Oslo after 16 months in hiding was to be a moment of victory for her supporters. တကယ်လို့အော်စတြေးလျမှာသာမရီယာကူရီနာမချက်တို့ကသာတွေ့ရမယ်ဆိုရင်ဒါဟာ16လအတွင်းပထမဆုံးအကြိမ်လူမြင်ကွင်းရှစ်မောက်ပြန်ထွက်လာတာဖြစ်လို့သူ့ဘောထောက်ခံသူတွေအတွက်တကယ်ကိုဝမ်းမြောက်ဖွယ်ဖြစ်ကြရမှာပါဒါပေမဲ့လည်းဒီကနေ့မနေ့ပိုင်းမှာပဲမစ်မာချာတို့တက်ရောက်နိုင်မှာမဟုတ်ကြောင်း Noble Institute ကကြေညာသွားပါတယ်။သူဘယ်မှာရှိနေသလဲ၊ဘယ်ရောက်နေသလဲသူတို့မသိဘူးလို့လေ BBC ကိုပြောပါတယ်ဆိုပြီး Lucy Hawkins သတင်းပေးပို့ခဲ့တာပါ။ ဗနီဇိုလာမှာလုပ်တဲ့ရွေးကောက်ပွဲရလဒ်တွေပေါ်မှာမစ်မာချာဒိုဇက်တိုက်ဆိုသလိုမင်းကွန်းတွေထုတ်နေခဲ့တဲ့နောက်လက်ရှိအာဏာပိုင်တွေဟာသူ့ကိုလူလူပုံကန်ထကြွအောင်စူပူအောင်လှုံ့ဆော်သူတူအဖြစ်ပြစ်မှတ်ထားနေတာဖြစ်ပါတယ်။ဥရောပတိုက်တော်ပုံမှန်မှုတ်တဲ့ရွှေပြောင်းဝင်ရောက်လာတွေကိုကင်တွဲနိုင်မှုဆိုရင်ခလုံငွေတောင်းခံမှုခလုံငွေပေးမှုနဲ့ပတ်သက်တဲ့လုပ်ငန်းစဉ်တစ်ရလုံးကိုပြုပြင်ပြောင်းလဲဖို့လိုလဲဆိုပြီးဗြိတိန်နဲ့ဒိန်းမတ်ဝန်ကြီးချုပ်နှစ်ယောက်ပူးတွဲလို့သတင်းစာထဲမှာဆောင်းပါးရေးသားကြပါတယ်။ လက်ရှိကျင့်သုံးနေတဲ့ပုံစံတွေဟာအခုခေတ်မှာကြုံလာကြရတဲ့လူတွေအစုလိုက်အပြုံလိုက်ဝင်ရောက်နေတဲ့ဖြစ်ရတဲ့လက်ရောညီဖြွေမှုမရှိတော့ဘူးလို့ဝင်းကြီးချုပ်ကီယာစတာမန်နဲ့ဝင်းကြီးချုပ်မက်ဖီဒရစ်ဆန်တို့ကဆိုပါတယ်။ရွှေပြောင်းဝင်ရောက်သူတွေခုံလုံးဝင်တောင်းခံမှုနဲ့ပတ်သက်ပြီးဥရောပနိုင်ငံတွေရဲ့စီဝေးတရက်ပြင်သစ်အရှေ့ပိုင်းစထရက်စ်ဘတ်မြို့မှာကျင်းပဖို့ရှိနေပါတယ်။ဥရောပသမဂ္ဂရဲ့လူခွင့်ရေးဥပဒေကိုဒီအမှုတွေမှာဘလို့အသုံးချနေကြသလဲ။ဘာတွေပြင်ဆင်သွားရမလဲဆိုတာတွေကိုအဲ့ဒီဆွေးနွေးပွဲမှာဆွေးနွေးကြမှာဖြစ်ပါတယ်။ အွန်လိုင်းဈေးရောင်းတဲ့ကမ္ဘာအင်အားကြီးအကြီးအကဲကုမ္ပဏီဖြစ်တဲ့အမေဇုန်ဟာလာမယ့်2030အမီ9နှစ်တွင်အိန္ဒိယနိုင်ငံနဲ့ရှီထားလက်ဆတွေတဲ့နှစ်ဆတိုးလို့ယင်းနှီးမြုံနှံသွားမယ်လို့ဆိုပါတယ်။ဒါကဒေါ်လာ35ဘီလီယံထပ်တိုးယင်းနှီးမြုံနှံမယ်ဆိုတဲ့အထိပ္ပယ်ဖြစ်ပါတယ်။အကြီးအကဲကတော့ပို့ကုန်ပစ္စည်းတွေတိုးမြှင့်မှာဖြစ်တယ်လို့ငင်ရီတု AI နည်းပညာကိုအသုံးချနိုင်စွမ်းခံရမှာလေအမေဇုန်ကအာယုံစိုက်သွားမယ်လို့ဆိုပါတယ်။သူတို့ရဲ့ထပ်တိုးယင်းနှီးမြုံနှံမှုတွေကြောင့်အိန္ဒိယနိုင်ငံထဲမှာနေရာသစ်ပေါင်းတပန်းထီအောင်ဖန်တီးလာနိုင်မယ်လို့လည်းပြောပါတယ်။ ။ဩစတြေးလျနိုင်ငံနဲ့ကလေးတငယ်တွေကိုဆိုရှယ်မီဒီယာမသုံးရပိတ်ပင်လိုက်မှုဟာလုံတင်လုံထိုက်တဲ့ဂုံယူရမယ့်ကိစ္စဖြစ်ပြီးပမိုင်းတွင်လိုက်မယ်လို့ဩစတြေးလျဝန်ကြီးချုပ်အန်တိုနီအယ်ဘနစ်ကပြောပါတယ်။အခုလိုအသက်16နှစ်ရောက်ဆိုရှယ်မီဒီယာမသုံးရပိတ်ပင်မှုဟာကမ္ဘာနိုင်ငံတွေထဲမှာဩစတြေးလျဟာပထမဆုံးဖြစ်ပြီးရှေ့ဆောင်လမ်းပြလှုပ်ဆောင်ခဲ့တာမျိုးဖြစ်တယ်လို့ဝန်ကြီးချုပ်အယ်ဘနစ်ကဆိုပါတယ်။ဩစတြေးလျနိုင်ငံထဲမှာအခုဆိုရင်16နှစ်ရောက်တွေဟာ TikTok နဲ့ Snapchat အပေါ်ဝင် social media platform တွေကဝင်လို့မရနိုင်တော့ပါဘူးခင်ဗျာ။ ထုတ်လွှင့်နေတဲ့အစီအစဉ်တွေကို Radio Online နဲ့ရုပ်မြင်သံကြားတွေကသာမကပဲလူမှုကွန်ရက်တွေကလည်းဖတ်ရှုနားဆင်နိုင်ကြပါတယ်။ Facebook, YouTube, Instagram နဲ့ Viber တို့မှာဆိုရင် BBC News မြန်မာစာမျက်နှာကနေဖတ်ရှုနားဆင်နိုင်ပါတယ်။ BBC TV အစီအစဉ်ကိုမြန်မာ TV မှာရှုစားနိုင်ကြပါတယ်။ကိုပဲနေရာပဲရောက်နေနေ BBC အစီအစဉ်တွေကလက်တကမ်းမှာပဲရှိနေပါတယ်ရှင်။ခုတော့ဒရင်တော်ဒီဘက်ကိုဆက်အောင်ပါတော်ရရှင်များခင်ဗျာ စစ်တပ်ကျင်းပမဲ့ရွေးကောက်ပွဲကိုစွန့်ကျင်ကြောင်းပြသတဲ့အနေနဲ့ဒီကနေ့အပြည်ပြည်ဆိုင်ရာလူခွင့်ရင်းတွေမှာပြည်သူတွေအပြစ်မထွက်ဖဲအတန်တိတ်သပိတ်လောက်ကြဖို့မြို့ပြသပိတ်အင်အားစုတွေနဲ့တော်လိုင်းအင်အားစုတွေကတိုက်တွန်းခဲ့ရပါတယ်မြို့ကြီးအချို့ကဒီကနေ့မြင်ကွင်းတွေအကြောင်းကိုမနှင်းမှုစူးစီးပြောပြထားပါတယ် ဒီနေ့မနက်10:00နာရီကနေညနေ3:00နာရီအတွင်းအပြင်းမထွက်အတန်တိတ်တပိတ်ကိုမြို့ကြီးတွေအပါဝင်နေရအများပြားမှာပြုလုပ်ခဲ့ကြတယ်လို့ဒေသခံတွေကပြောပါတယ်။ရန်ကုန်မြို့တွေကလူစီကားရနေရာတွေဖြစ်တဲ့မြင်းနီကုန်းလှေဒန်းတင်ငန်းကျွန်းစံပြစီယူဇနာပလာဇာနဲ့မင်္ဂလာဇေးလိုနေရာတွေမှာ10:00နာရီနောက်ပိုင်းကစပြီးလူအသွားလာ နေတာကို BBC ကတွေ့ခဲ့ရပါတယ်။ ုံမှန်စီကားလေးရှိတဲ့တောင်တကုံကဆက်မှုဆောင်အပါဝင်နေရာတချို့မှာလဲနေ့လယ်ပိုင်းလူအသွားလာနေခဲ့တယ်လို့အဲ့ဒီနေရာကိုရောက်ရှိခဲ့သူတွေကပြောပါတယ်ဒါပေမဲ့တနေ့လုတ်တနေ့စားရုံးကန်နေရသူတွေကတော့မဖြစ်မနေအပြင်ထွက်ရတယ်လို့တောင်တကုံမြို့နယ်မှာနေထိုင်သူတွေကပြောပါတယ် အစင်မပြေတဲ့ကြားထဲကမပြေပြောင်လို့တော့နိုင်လောက်ကိုတော့လောက်ကြတယ်အရင်ကောင်ကြီးတော့နန်းမပြားကြီးတော့လုံးဝပြေချလာလို့ရတော့မဟုတ်ဘူးနန်းနောက်မှသလိုချင်းနဲ့ကားလေးခါတိုင်းဆိုရင်အစီးပြားလောက်ပိတ်နေနေရမှာအပြင်ကအစီးနဲ့တဲ့လောက်လာပြေအဲ့လိုမျိုးတော့အဖြစ်ကို10မိနစ်လူလောက်ပဲသွားလာတဲ့ပုံစံမျိုးအရင်ပြားလောက်ရှိရင်တော့အခု80လောက်ပါတယ် တဖက်မှာတော့ရန်ကုန်ကမြို့နယ်တချို့မှာတော့ဈေးဆိုင်တွေမဖြစ်မနေဖွင့်ရမယ်ဆိုပြီးရက်ကြီးအုပ်ချုပ်ရေးမှုတွေကလိုက်လံဖိအားပေးပြောဆိုတာရှိခဲ့တယ်လို့မြို့ကန်တွေကပြောပါရယ်ဘိုးတထောင်မြို့နယ်မှာဆိုရင်အုပ်ချုပ်ရေးမှုတွေကဒီကနေ့မနက်ပိုင်းဈေးဆိုင်တွေဖွင့်မဖွင့်လိုက်စစ်ဆေးပြီးဓာတ်ပုံရိုက်မှတ်တမ်းယူနေတယ်လို့ကိုရိုင်းတွေးခဲ့သူတဦးကပြောပါရယ်မုံရွာမြို့မှာတော့မနက်၈နာရီနောက်ပိုင်းကစလို့အပြင်ထွက်သူမရှိသလောက်ဖြစ်သွားပြီးရှင်းလင်းတိတ်ဆိတ်နေတယ်လို့မြို့ကန်တဦးကပြောပါရယ်အလားတူမန္တလေးမြို့မှာဈေးတွေဆိုင်ငန်းတွေ ်ပုံမှန်ဖွင့်လှစ်ထားပေမဲ့အဓိကလမ်းမကြီးတွေမှာလူအသွားလာနေပါခဲ့ပြီးဈေးကြိုတဝိုက်မှာတောင်လူအသွားလာနေခဲ့တယ်လို့မြို့ကန်တအုပ်ကပြောပါတယ်အပြစ်ကြောဈေးနှားပါကျွန်တော်အရှုပ်ဆုံးအဲ့အရှုပ်ဆုံးတော့ဘာမှမရှိဘူးဈေးကြိုတဝိုက်ကဟိုပွဲရုံတွေပါနေနဲ့ရှုပ်တာအဲ့ရှုပ်တာတော့ဘာမှမရှိဘူးမနေရကြရအဲ့ဆိုင်တဲ့ပုံကြိုက်လာတာတဘောကဒီဆိုင်မနေရဖွင့်နေဆိုင်နေပေါ့ မနေ့ကဖွင့်တဲ့ဆိုင်နဲ့ဒီနေ့ဖွင့်ရမယ်ဆိုတော့အတိတ်ပဲမျိုးပေါ့ဆိုင်တွေကဖွင့်လာတယ်ဒါပေမဲ့ဆိုင်တွေကလာတဲ့လူမရှိဘူးပြည့်ဒီနေ့ကြာရောက်တဲ့အပြည်ပြည်ဆိုင်ရာလူအခွင့်အရေးနေ့မှာပဲဖြီတိန်ဩစတြေးလျနဲ့ကနေဒါတန်ယုံတွေကလည်းဒီနေ့ထိမြန်မာနိုင်ငံမှာလူအခွင့်အရေးချိုးဖောက်မှုတွေဆက်ရှိနေတာကိုစိုးရိမ်ကြောင်းနဲ့လေကြောင်းတိုက်ခိုက်မှုအပါအဝင် အကြမ်းဖက်မှုတွေအဆုံးသတ်ဖို့ဆိုပြီးထုတ်ပြန်ကြပါတယ်ဒါအပြင် မတရားဖန်ဆီးထိမ့်သိမ်းထားသူအလုံးကိုလွှတ်ပေးပြီးတက်ဆိုင်သူအလုံးပါဝင်တဲ့ဆွေးနွေးညှိနှိုင်းမှုတွေလှုပ်ဖို့လိုတဲ့ အကြောင်းထုတ်ပြန်တောင်းဆိုခဲ့ကြပါတယ်ရှင်။ရန်ကုန်တိုင်းရခိုင်တိုင်းရင်းသားရေးရဝန်ကြီးနေရာတွေတတိပုဂ္ဂလကိုယ်စားလှယ်အဖြစ်ဝင်ရောက်ရှင်ပြိုင်မဲ့ဦးတင်ထူးအောင်နဲ့အမျိုးသားထွတ်တော်နေရာတွေရန်ကုန်တိုင်းဒေသကြီးမဲဆန္ဒနယ်ကနေဝင်ရောက်ရှင် ပြိုင်မဲ့လေဘာပါတီကကိုယ်စားလှယ်လောင်းတယောက်တို့ကိုကိုယ်စားလှယ်လောင်းတွေအဖြစ်ကနေပယ်ဖျက်လိုက်တယ်ဆိုပြီးပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ကအတည်ပြုပါတယ်။ရန်ကုန်ရောက်ရခိုင်လူမျိုးတွေသဘောကျတယ်လို့သတင်းထွက်နေတဲ့ဥတင်ထူအောင်ဘာကြောင့်ကိုယ်စားလှယ်လောင်းအဖြစ်ကနေပယ်ဖျက်ခံလိုက်ရတာပါလဲမဆန္ဒဝင်ပြောပြပေးသွားမှာပါ ဥတင်ထူအောင်ဘာဝင်နှစ်ယောက်စလုံးကိုရွေးကောက်ပွဲဥပဒေပုံမှန်30တိုင်းမုံမှာပါတဲ့ပြဋ္ဌာန်းချက်နဲ့ညှိစွမ်းတာကြောင့်ကိုစလဲလောင်စင်းကနေပယ်ဖြတ်လိုက်တာလို့ UEC က BBC ကိုပြောပါရယ်ဥတင်ထူအောင်နဲ့နှိဇက်သူတယောက်ကတော့ပြီးခဲ့တဲ့နိုဝင်ဘာ22ရက်နေ့ကလေးကအကြောင်းကြားစာရခဲ့တာဖြစ်ပြီးသူသိသလောက်ရန်ကုန်မှာကျင်းပတဲ့ရခိုင်ခေါင်းဆောင်တယောက်ရဲ့အောက်မေ့ဘွယ်အခမ်းအနားကိုတွားတက်ခဲ့တာတော့ရှိခဲ့တယ်လို့ BBC ကိုပြောပါရယ်ရွေးကောက်ပွဲဥပဒေပုံမှန်30တိုင်းမုံဆိုတာတည်ဆဲဥပဒေအရမတရားအသိအဖြစ်ကျင်းညာ ခံထားရတဲ့အဖွဲ့အစည်းတွေနဲ့လူပုဂ္ဂိုလ်တွေနိုင်ငံတော်ကိုလက်နက်ကင်ဆန့်ကျင်နေတဲ့အဖွဲ့အစည်းတွေဒါမှမဟုတ်အဲ့ဒီအဖွဲ့ဝင်တွေနဲ့ဆက်သွယ်ရဲဆိုတဲ့ခိုင်လုံတဲ့အထောက်အထားရှိသူတွေကိုရွေးကောက်ပွဲမှာရွေးကောက်တင်မြောက်ခံပိုင်권မရှိစေရလို့ဖော်ပြထားပါတယ်2025ရွေးကောက်ပွဲမှာရခိုင်တိုင်းဒေသရဲရဝင်ကြီးနေရဝင်ပြိုင်ကြမယ်ကိုစလဲလောင်း9ယောက်ရှိပြီးအခုဦးတင်ထူးအောင်ပယ်ဖြတ်ခံရတဲ့အတွက်လက်ရှိမှာတော့6ယောက်ပဲကြန့်ရှိပါတော့တယ်ကိုစလဲလောင်းပယ်ဖြတ်မှုနဲ့ပတ်သက်လို့ရန်ကုန်တိုင်းရွေးကောက် ောက်ပွဲကော်မရှင်အဖွဲ့ကွဲတာဝန်ရှိသူကခုလိုရှင်းပြပါတယ်။ဟုတ်ဟုတ်ဟုတ်ကဲ့အဲ့တော့ UEC ကနေပြီးတော့ထုတ်ပြန်တယ်ဗျထုတ်ပြန်တဲ့အခါကအဲ့ဒီကအတိပေးတာကျတော့တိုင်းရနေပြီးတော့အဲ့ဒီကာယကံရှင်ကိုကျွန်တော်တို့ကအတိပေးပါတယ် အဲဒါချင်းဘူးမီးပြင်းတော့အကုန်လုံးပြည်သူပြီးပါလိမ့်မယ်ခင်ဗျာဒီကိစ္စနဲ့ပတ်သက်လို့ဥတင်ထူအောင်ကို BBC ကဆက်သွယ်နေပေမဲ့အကြောင်းပြန်ကြားချက်မရသေးပါဘူးဥတင်ထူအောင်ကိုစလဲလောင်းအဖြစ်ကနေပယ်ဖြတ်ခံရတဲ့အပေါ်ရခိုင်တိုင်းရင်းသားတယောက်ကအခုလိုထောက်ပြပါရယ်ဒီရခိုင်ပြည်နယ်ထဲမှာရှိတဲ့ဗလီလက်ရှိလက်နက်ကဗလီဘခတဲ့တော့အများကြီးရောက်လာကြတာလေဆိုတော့ဒီအကူရောက်တဲ့ကိုစလဲ ဟိုဝန်ဒီခိုင်တိုင်းတည်းရဲ့ဝန်ကြီးတယောက်လိုလိုတာပေါ့ဗျာဟိုသူသူကဘာဖြစ်ဖြစ်သူလူမှုလုပ်ငန်းတွေအဓိကလုပ်နေတဲ့လူဆိုတော့သူအဲ့လိုပဲဖက်ခံရတာတော့အများကြီးနဲ့တာပါတယ်ခံသူသူတွေလေအောက်တိုဘာ၄ရက်နေ့အထိနောက်ဆုံးထားစီရင်ပေးရတဲ့ကိုစလဲလောင်စီရင်သွင်းပြီး နောက်ပိုင်းမှာပြည်သူ့ရှေ့ဆောင်ပါတီကဒေါ်သက်သက်ခိုင်အပါအဝင် ကိုစလဲ86ယောက်ပယ်ဖျက်ခံထားရပါတယ်။အဲဒီနောက်ကိုစလဲလောင်စီရင်အတီးပြုတ်ပြီးနောက်ပိုင်းမှာလည်းအခုလိုပယ်ဖျက်ခံရတာတွေဇက်တိုက်ရှိနေပါတယ်။ မန္တလေးပြည်သူ့ကော်မတီတပ်ဖွဲ့နဲ့တော်လိုင်းတပ်တွေထိန်းချုပ်ထားတဲ့မန္တလေးတိုင်းစင်ကူးမြို့နယ်ကရွှေလုတ်ကွက်တွေအများဆုံးရှိရာစီရင်နဲ့စီပွားရေးအချက်အချာကြရာလက်ပံနောက်ရွာနီးထိစစ်တပ်စစ်ကြောင်းတွေရောက်နေပြီးတိုက်ပွဲတွေအပြင်းထန်ဖြစ်နေပါတယ်။မတ်တီလာနယ်စုစည်းပြောပြထားပါတယ်။ မြန်မာပြည်အလဲပိုင်းကနေအထက်ပိုင်းသွားရလမ်းပေါ်မှာအဓိကကြတဲ့စင်ကူးမြို့နယ်တွေကလက်ပံလှရွာနာအထိစစ်တပ်ရောက်ရှိနေပြီးနေ့စဉ်တိုက်ပွဲတွေပြင်းထန်နေတယ်လို့ဒေသခံတွေနဲ့တော်လှန်ရေးတပ်တွေကပြောပါတယ်။မရီယာတမြို့နယ်လုံးကိုပြန်သိမ်းယူထားနိုင်တဲ့စစ်တပ်ဟာပြီးခဲ့တဲ့နိုဗ ెంబ ာလကုန်ပိုင်းမှာမန္တလေး PDF တွေထိန်းချုပ်ထားတဲ့စင်ကူးမြို့နယ်ကိုပါပြန်ရဖို့စစ်ကြောင်းထိုးနေတာဖြစ်ပါတယ်။ Telegram အပါအဝင်လူမှုကွန်ရက်စာမျက်နှာတွေကစစ်တပ်ထောက်ခံတဲ့ post တွေမှာတော့စင်ကူးမြို့နယ်ရဲ့အဓိကအချက်ချကြတဲ့လက်ပံလှ ှရွာကိုစစ်တပ်ကပြန်သိမ်းနိုင်ခဲ့ပြီလို့ဖော်ပြနေကြပါတယ်။ဒါပေမဲ့မြေပြင်စည်ရေးသတင်းရင်းမြစ်တွေကတော့လက်ပံလှရွာမရောက်ခင်9မိုင်กว่าကတျော်ပင်ရွာနဲ့ရွှေပြည်ကျေးရွာအဆက်ကိုရောက်နေပြီးတိုက်ပွဲပြင်းထန်နေစေလို့ပြောကြပါတယ်။အဲဒီကဒေသခံတူကအခုလိုပြောပါတယ်။အဲလေကြောင်းကတော့အမြင်မပြတ်တရဇက်ပဲသူတို့သူတို့လုံလုံနေမယ်အဲလုံးဝလုံးဝမှသူတို့မရသေးပါဘူးစင်ကူးတောင်မှစင်ကူးမျိုးနဲ့အဆက်ပဲသူတို့ရှိရပါ 多是口电话？加嘛？把这药品拿嘛的？哎，三个人买不个，是吧？这都是微微的。哎，这药品嘛，如果再细加加细点。 မန္တလေးမြို့နယ်မိုင်90กว่าမှာရှိတဲ့လက်ပံလှရွာဟာအင်ဂျီထောင်ချီရှိပြီးမန္တလေးမိုးကုတ်လမ်းမကြီးပေါ်မှာရှိပါတယ်။ဒါ့အပြင်အဲ့ဒီနေရာနားမှာရွှေသက်တူတူဖို့မှုတွေအများဆုံးရှိပြီးစီရေးစီးပွားရေးအရာရေးပါပါတယ်။ဒါကြောင့်စင်ကူးမြို့နယ်ကိုထိန်းချုပ်ထားတဲ့မန္တလေး PDF နဲ့မဟာမိတ်အဖွဲ့တွေဟာလွယ်လွယ်နဲ့လက်လွတ်ခံမှာမဟုတ်ဘူးလို့အဲ့ဒီဒေသအခြေအနေကိုသိသူတွေကပြောပါတယ်။ဒေသခံတူပြောပြထားတာကိုလုံခြုံရေးကြောင့်အသံအစားထိုးဖတ်ပြထားပါတယ်။ လူမှုကွန်ရက်မှာတော့လက်ပံလောက်ကိုစစ်တကသိမ်းလိုက်ပြီလို့တက်နေတယ်။မဖြစ်နိုင်တော့ဘူး။ရကန်းစင်တောင်ကြော်ရမယ်။ညောင်အုပ်တို့အများကြီးကြံသေးတယ်။ခုမှစစ်တကရေနတာပဲရှိသေးတာ။လက်ပံလားကနေမန္တလေးမိုးကုတ်သွားညာဘက်အထက်တက်ရင်တပိတ်ချင်းမိုးကုတ်ထိတောင်ရိုးတွေဟာရွှေတွင်းနေပဲ။အဲ့ဒါတွေသူတို့လွယ်လွယ်တိုက်မရဘူး။တောတွေအများကြီး။သူတို့ထိနေရင်မြို့ပဲ။ မြေပြင်ခြေနေတိရဖို့ MTY PDF ပြန်ကြားရေးတာဝန်ခံကိုဆက်သွယ်မေးမြန်းထားပေမဲ့ညနေပိုင်းအထိပြန်မဖြေသေးပါဘူးစစ်တပ်ဟာမန္တလေးမိုးကုတ်ကားလမ်းမပေါ်မဒီယာမြို့ကနေစစ်ကြောင်းတစ်ကြောင်းဆယ်တော်ကြီးအခြေကရက်ချင်းရွာကနေတစ်ကြောင်းအေယာဝတီမြကံပေစကြင်ကျေးရွာကနေတစ်ကြောင်းစုစုပေါင်းစစ်ကြောင်း၃ကြောင်းနဲ့စင်ကူးနယ်ကိုထုတ်စစ်ဆင်နေတယ်လို့စီရေးသတင်းရင်းမြစ်တွေကပြောပါတယ်ရှင် တို့ရရှိမြောက်ခင်ဗျာဒီညတွေ BBC မြန်မာပိုင်းရဲ့ရေဒီယိုဓာတ်ရိုက်ထုတ်လွှင့်မှုတွေကိုတော့ဒီမှာပဲရန်နောက်ခွင့်ပြပါအခုကြားခဲ့ရတဲ့သတင်းတွေနဲ့အတူသတင်းသုံးသပ်ချက်နဲ့ဆောင်းပါးတွေရုပ်ပံအစီအစဉ်တွေကို www.bbc.com မှာလည်းအချိန်နဲ့တပြေးညီတင်ဆက်ပေးနေပါတယ် BBC ကိုအားပေးကြလို့ကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ BBC ပိတ်သက်များကိုစိတ်နှစ်ပါးကျမ်းမာ ရှင်လန်းနိုင်ကြပါစေ BBC ကထုတ်လွှင့်နေတဲ့အစီအစဉ်တော်တော်များများကို www.bbcworldservice.com/podcast ကနေ download လုပ်ပြီးနားဆင်နိုင်ပါတယ်ရှင်။